ားလုံးမင်္ဂလာပါအာကျမတို့ဒီနေ့ဒီဗီဒီယိုလေးမှာအာရောင်းအားတွေတက်ဖို့အတွက်အာလှုပ်လို့ရတဲ့ အာနီးတစ်ခုကိုဒီမှာမျှဝေပေးခြင်း ਨੇ အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုအဲတစ်နှစ်ထက်တစ်နှစ်ရောင်းအားတွေတက်ဖို့တစ်လထက်တစ်လเนาะဒီရောင်းအားတွေတက်ဖို့အတွက်အာကျွန်တော်တို့ကြိုတင်ပြင်ဆင်လို့ရတဲ့အာနီးလန်တချို့ကိုကျွန်မဒီမှာမျှဝေပေးခြင်းပါတယ်အဲ့တော့ကျွန်မကတော့ဖြိုးစံဆောင်မှဖြစ်ပါတယ် The Genius Training Center ရဲ့ Founder Master Trainer တယောက်ဖြစ်ပါတယ်ဆိုတော့အခုကျွန်မဒီဘက်မှာအာဒီလုပ်ငန်းတွေမှာရောင်းအားတက်ဖို့အတွက်ကိုကျွန်မမျှဝေပေးခြင်းတာကတော့ Ansofia Group Strategy Matrix လေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီအစိတ်အပိုင်းလေး Quadrant ၄ခုရှိမယ် တော့အဲဒီမှာဆိုလို့ရှိရင်ဒီနေရာလေးကိုကျွန်တော်တို့ဘာလို့ပြောလို့ရလဲဆိုရင်အာဒီလုပ်ငန်းမှာအာကျွန်တော်တို့ရဲ့เนาะဒီဒီဒီအပိုင်းလေးဆိုလို့ရှိရင်အာ existing product တွေပေါ့เนาะ တော့ existing product တွေရှိမယ် existing product ဆိုတာကအခုလက်ရှိအဲကိုယ့်ရဲ့လုပ်ငန်းမှာအခုလက်ရှိကိုရောင်းနေတဲ့เนาะဒီကိုရောင်းနေတဲ့ product တွေဖြစ်မယ်ပြီးလို့ရှိရင် existing market အဲ့တော့ကိုယ့်ရဲ့ existing product တွေနဲ့ existing market ကိုထိုးဖောက်တာဖြစ်တယ်ဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ market penetration လောက်တယ်လို့ခေါ်ပါတယ်ဈေးကွက်ကိုထိုးဖောက်တယ်လို့ခေါ်တယ်အဲ့တော့ market penetration လောက်တဲ့အခါမှာအရေးကြီးတဲ့အချက်တွေဒီမှာမျှဝေပေးခြင်းနဲ့အဲ့ဒါကတော့ဘာလဲဆိုရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့လုပ်ငန်းမှာ เนาะဒီဘယ် product တွေကရောင်းအားအကောင်းဆုံးလဲဘယ် product တွေကတော့အဲဝယ်လို့အားအရန်ကောင်းနေလဲဆိုတော့ကျွန်တော်တို့တွေသိဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့တွေအဲဒီမှာ80 20 principle ကိုသုံးလို့ရတယ်ဥပမာကိုယ်လုပ်ငန်းရဲ့ရောင်းအားတွေရဲ့80ရာခိုင်နှုန်းဒီ20ရာခိုင်နှုန်းသော product တွေကနေရတယ်လို့အာဒီ Pareto ကနေပြီးတော့ပြောခဲ့တယ်အဲ့တော့ကျွန်တော်တို့ရဲ့လုပ်ငန်းတွေမှာ ဘယ် product စီဘယ် SKU တွေက ရောင်အားပိုကောင်းလဲပေါ့နော်ရောင်အားပိုတွက်လဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့အဲဒီအရင်လတွေကရောင်းခဲ့တဲ့ data တွေနော်အယောင်အချက်လက်တွေကိုပြန်ပြီးတော့ sales data တွေပြန်ပြီးတော့သုံးသပ်တင်တယ်အဲ့တော့သုံးသပ်ပြီးတော့အဲ့ဒီပစ္စည်းတွေအတွက်ကိုကျွန်တော် promotion တွေလုပ်မယ် ို့ပြီးတော့ရောင်းအပ်တက်အောင်လုပ်မယ်အဲ့ပစ္စည်းတွေကိုပို့ပြီးတော့အားဆိုင်ပြီးတော့ရောင်းမယ်ပေါ့နော်အဲဒါကတော့ဘာလို့တာဆိုတော့ market penetration လောက်တာဒီမှာကျွန်တော်တို့ sales channel စီထပ်စဉ်းစားလို့ရတယ်အဲ့တော့ပုံမှန်အတိုင်းပဲကျွန်တော်တို့တွေစိုက်မလာဝဲတာကိုရောင်းနေရလားအဲထပ်ပြီးတော့ online ကနေရောထပ်ဖြန့်အောင်မလားဒါမှမဟုတ်ရင် fancy ကားပေါ်မှာတင်ပြီးတော့လိုက်ပြီးတော့အဲတဆိုင်ပြီးတဆိုင်လိုက်မိတ်ဆက်တာမျိုးတွေလုပ်မလား အဲဒါမှမဟုတ်လို့ရှိရင်ကျမတို့တွေ online အဲဒီ modern trade လိုမျိုးဒီ supermarket တွေမှာလိုက်တင်တာမျိုးတွေလုပ်မလားအဲဒါမှမဟုတ်လို့ရှိရင် tele sale တွေပေါ့ဖုန်းဆက်ပြီးတော့ရောင်းတာမျိုးတွေလုပ်မလားเนาะဒါမျိုးတွေကိုကျမတို့ထပ်ပြီးတော့စဉ်းစားလို့ရတယ်အဲ့တော့ဒီ existing product တွေနဲ့ existing market ကိုအဲဖြန့်ချိရတဲ့ market penetration လုပ်တဲ့အခါမှာဈေးကွက်ထိုးပေါက်ရတဲ့အခါမှာကိုတိပြီးသား customer ကိုရောင်းရတယ်ကိုတိပြီးသား customer တွေဖြစ်တဲ့အတွက်တို့ရဲ့နှိစံဝန့်စီကိုလည်းကျမတို့ကတိပြီးသားဖြစ်တယ်အဲ့တော့တို့ရဲ့လိုအပ်ချက်တွေလိုအင်စင်နာတွေကိုတိပြီးသားဖြစ်တာဖြစ်တဲ့အတွက်အဲ နော်ဒီကျမတို့ထုတ်ဖောက်ရတာပို့ပြီးတော့လွယ်တယ်ပေါ့နော်အဲ့ဒီလိုပဲကိုယ့်ရဲ့ဒီ product ကလည်းကိုယ်တည်ပြီးသား product တွေဖြစ်တယ်ဒါကတော့ကျမတို့ဘာလဲဆိုရင်ပထမဆုံးတစ်ခုဖြစ်တဲ့ ဒီအာ existing product တွေ existing market ကိုထိုးပေါက်တဲ့ market penetration strategy တစ်ခုဖြစ်တယ်အဲ့တော့ now strategy တစ်ခုကတော့ဘာလဲဆိုတော့ new product ပါ product အစ်စ်ကိုထပ်ထုတ်လိုက်တာအဲ့တော့ဘယ်မှာရောင်းဖို့လဲဆိုလို့ရှိရင်ဒီ existing market မှာရောင်းဖို့ပါအခုလက်ရှိကိုရောင်းနေတဲ့ customer တွေလက်ရှိကိုရောင်းနေတဲ့ market မှာပဲ product အစ်စ်တွေကိုထပ်ပြီးလုပ်တာပါဒါကိုကျွန်တော်တို့ product development လုပ်တယ်လို့ခေါ်ပါအဲ့တော့ product development လုပ်တဲ့အခါမှာကျွန်တော်တို့ကအခုလက်ရှိပစ္စည်းတွေကို design တွေစမ်းသစ်လိုက်တာဖြစ်နိုင်တယ် size တွေကြီးလိုက်တာ size တွေသေးလိုက်တာဒါမှမဟုတ်လို့ရှင်အပိုဆောင်းတွေထပ်ထည့်လိုက်တာဒါမျိုးတွေဖြစ်နိုင်တယ်အဲ့တော့အဲဒါမှမဟုတ်ရင်ဘူးပုံစံတွေပြောင်းလိုက်တာเนาะအထဲမှာပါနေတဲ့အာဒီဒီပမာဏတွေပြောင်းလိုက်တာ size တွေပြောင်းလိုက်တာဥမာ retail တွေဆိုလို့ရှိရင်လည်းအခုရောင်းနေတဲ့ပစ္စည်းတွေအပြင်ထပ်ပြီးတော့တခြားပစ္စည်းတွေထပ်ပေါင်းတင်လိုက်တာတခြား SKU အစ်စ်တွေထပ်ထည့်လိုက်တာအဲဒါမျိုးတွေဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ဒီ existing market ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဒီ quadrant တွေ အဲ existing market ကိုပဲအဓိကဥတည်ပြီးတော့ရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကို target market ကိုကိုတည်ပြီးသားသူတို့ရဲ့ဝယ်ယူတဲ့အလေးထားတွေ buying behavior တွေကိုတည်ပြီးသားသူတို့ရဲ့ကြိုက်နှစ်တက်တဲ့ပုံစံတွေသူတို့ရဲ့ frequency တွေ buying frequency တွေဒါတွေတော်တော်များများကိုကျွန်တော်တို့တည်ပြီးသားဖြစ်တယ်အဲ့တော့ ကိုတိပြီးသား market ကိုပဲကျွန်တော်က product အစ်စ်တွေထပ်ထုတ်ရတာဖြစ်တယ်အဲ့တော့လူတွေအကုန်လုံးကကျွန်တော် new product တွေကိုအမြဲတမ်းမျှော်လင့်ကြတယ်အားလုံးသိကြတယ်ကျွန်တော် iPhone လိုမျိုးဖုန်းတွေဆိုရင်တစ်နှစ်ထက်တစ်နှစ် version တွေမြင်လာတယ်ဒီဇိုင်းလေးတွေပြောင်းသွားတယ်เนาะဒီအထက်မှာပါနေတဲ့ဟိုတချို့ features တွေပြောင်းလိုက်တယ် နော်အဲ့ဒီလိုပဲကျမတို့ရဲ့ production လုပ်နေတဲ့သူတွေဆိုရင်လည်းကိုယ့်ရဲ့ product ကိုဘာအစ်စ်အစ်စ်တွေထပ်ထုံမလဲပေါ့ဒါကိုကျမတို့တွေ strategy တွေစဉ်းစားလို့ရတယ်အဲ့တော့အခုမကြခင်မှာ now new year ကိုရောက်တော့မယ်အဲ့တော့လာမယ့်နှစ်တွေမှာကျမတို့တွေဘယ်လို product တွေထပ်ထုံမလဲကိုယ့်ရဲ့ target market ကအခု existing market မှာရှိနေတဲ့လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ target market ကဘယ်လို product တွေလိုအပ်နေလဲဆိုတာကိုကျမတို့တွေလေ့လာပြီးတော့အစ်စ်အစ်စ်တွေထပ်ထုတ်ဖို့အတွက်ကိုပြင်ဆင်ဖို့လိုအပ်တယ်အဲဒါကတော့ကျမတို့တွေဒီ existing အဲဒီ market မှာ new product ကိုထုတ်တဲ့ product development လုပ်တာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုရင်ကျမတို့တွေအခု product ကတော့လက်ရှိ product ပဲအခုကိုကင်ထားတဲ့ product ကိုထုတ်နေတဲ့ product ကိုရောင်းနေတဲ့ product ကို new market မှာသွားပြီးတော့ရောင်းမှာဖြစ်ပါတယ်ဒါကိုကျမတို့ဘာလို့ခေါ်လဲဆိုတော့ market development လို့ခေါ်တယ်အဲ့တော့ဈေးကွက်အစ်စ်ကိုထပ်ပြီးတော့ထိုးဖောက်တာပေါ့နော် တော့ဈေးကွက်အစ်စ်ကိုထပ်ပြီးတော့ချဲ့ထွင်တာပေါ့အဲ့တော့ market development လုပ်တဲ့အခါကျတော့ကျမတို့က new market ကိုသွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ customer တွေနဲ့ပတ်သက်ပြီးတော့သူရဲ့ needs တွေ wants တွေကိုကျမတို့ကမသိနိုင်မသိတော့ဘာလို့လဲဆိုတော့ research တွေပြန်လုပ်ရတယ်ဒီ data မှာရှိနေတဲ့ customer တွေကဘာတွေလိုချင်လဲဘယ်လို product တွေကိုကြိုက်လဲဘယ်လို value လေးရှိလဲဘယ်လို design တွေကိုကြိုက်လဲဘယ်အချိန်မှာဝယ်လဲဘယ်လိုဝယ်လဲသူတို့ကဘယ်လိုဝန်ဆောင်မှုတွေပေးတာကိုကြိုက်ကြလဲတခြားပြိုင်ဘက်တွေရောရှိလားပေါ့နော်အဲ့တော့အဲ့ new market ကိုသွားပြီးတော့ရောင်းတာဖြစ်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်အခုကို ကအဲဒီနော်ပစ္စည်းတစ်ခုထုတ်တယ်ဆိုပါဆိုနော်အဲဒီအာလူကြော်ကိုထုတ်တယ်ဒီအာလူကြော်ကိုကိုကအဲဒီရန်ကုန်မြို့မှာရောင်းနေဆိုရင်ရန်ကုန်မြို့မှာရှိနေတဲ့သူတွေရဲ့အကြိုက်ကိုကျမတို့ကရောင်းနေအခုဆိုရင်ကျမတို့ရန်ကုန်မှာမဟုတ်ဘဲနဲ့အဲထက်ပြီးတော့နော်ဒီအာအာလူကြော်ကိုကျမတို့တွေအဲ AR တိုင်းဘက်မှာတွားရောက်မယ်ဆိုပါဆိုဒါဆို new market ဖြစ်သွားပြီအဲ့တော့ new market မှာရှိနေတဲ့သူတွေက ဘလို့အရတောင်ကိုကြိုက်လဲဘလို့ထုတ်ပိုးမှုကိုကြိုက်လဲဘလို့ဝယ်ယူလိမ့်ရှိလဲဘယ်အချိန်မှစားလဲအဲဒါမျိုးတွေကိုကျွန်တော်တို့ပြန်ပြီးတော့အသေးစိတ်ပြန်ပြီးတော့အဲတို့ရဲ့နိစံဝန်းစီပြန်ပြီးတော့လေ့လာတယ်လေ့လာပြီးတဲ့အခါမှာအကိုယ့်ရဲ့ product ကိုတွားပြီးတော့ရောင်းရတာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ရေ branding တွေပြန်လုပ်တယ် promotion တွေပြန်လုပ်တယ်ပေါ့နော်အဲဒါကတော့ market development strategy ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအဲထဲမှာဒီ strategy ၄ခုထဲမှာအာ risk တော့အများဆုံးပဲ အာเนาะအဲ့ဒါကတော့ဘာလဲဆိုတော့ new market ဖြစ်ပါတယ်အဲ့တော့ new product နဲ့ပစ္စည်းကလည်းအစ်စ်เนาะဒီ market ကလည်းအစ်စ်အဲ့တော့ new product တွေ product အစ်စ်တွေနဲ့ product အစ်စ်တွေနဲ့ဒီဈေးကွက်အစ်စ်ကိုတွားပြီးတော့เนาะဒီကျမတို့တွေတွားပြီးထိုးဖောက်တာဖြစ်တယ်ဒါကတော့ကျမတို့တို့ diversification လို့ခေါ်တယ်အဲ့တော့ကျမတို့ဒီမှာဘာလုပ်ရလဲဆိုတော့အစအဆုံးကုန် ပြောင်းလုပ်ရတယ်အဲ့တော့ product အစ်စ်ဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့ product က market မှာရှိနေတဲ့ new market မှာရှိနေတဲ့ဒီ customer တွေကျွန်တော်ပြန်ရှာရတယ် research တွေလုပ်တယ်။เนาะကျွန်တော်ဒီမှာရှိနေတဲ့ Nissan Wednesday ပြန်ကြည့်ရတယ် branding တွေပြန်လုပ်ရတယ်။เนาะအဲ့တော့အဲ့ပုံမှာ multi ပြီးတော့ဘယ်လို product တွေထုတ်မလဲပေါ့เนาะပြီးလို့ရှင်ဒီဘယ်ဈေးတွေနဲ့ရောင်းမလဲ promotion တွေဘယ်လိုလုပ်မလဲဘယ်လိုဝန်ထမ်းတွေနဲ့သွားမလဲဘယ်လို process တွေရှိလဲပေါ့เนาะဆိုတော့ဒါတွေကိုပြန်ပြီးတော့အဆအဆုံးပြန်လုပ်ရပါတယ်။ဒါကတော့ကျွန်တော် diversification လုပ်တာပေါ့။အဲ့တော့ဒီ diversification လုပ်တာကတော့ကျွန်တော်ဒီ strategy လေးခုထဲမှာအာဒီ risk အများဆုံးလို့ပြောလို့ရတယ်။ ို့တော့လေအာဒီ risk က risk တော့ကြီးရဲ့ဒါပေမဲ့အာ big risk big return လေတခါတည်းမှာဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီဒီဘက်ကိုကြည့်လိုက်လို့ရှင်ဒီမှာ market penetration ဒီ existing product နဲ့ existing market ကိုထိုးဖောက်တာဖြစ်တယ် risk ကနည်းတယ်ပေါ့နော်အဲ့တော့ဒီဘက်ကိုရောက်လာရင် risk ကနည်းနည်းပိုများလာတယ်ဘာဖြစ်လို့လဲဆိုအစ်စ်ထက်လောက်ရတာဖြစ်တယ်အဲ့တော့ existing market မှာ new product ကိုစပြီးတော့ penetrate စပြီးတော့ဒီထိုးဖောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ product development လုပ်တဲ့အခါမှာ risk ကနည်းနည်းများလာတယ်အဲ့ဒီလိုပဲဒီဘက်အပေါ်ကိုရောက်ဝင်လဲ risk ကများလာတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းအတိလိုပဲကျမတို့ရဲ့ဒီအခုလက်ရှိကိုယ့်ရဲ့ပစ္စည်းနဲ့ new market ကိုတောင်းပြီးတော့ထိုးဖောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ market development မှာလည်း risk ကများတယ်အဲ့တော့ဒီ strategy လေးခုမှာအများဆုံး risk အများဆုံးကတော့ diversification ဖြစ်တယ်ပေါ့နော်အဲကျမတို့ဆောင်းနှက်ကပြောခဲ့သလိုပဲကိုက product အစ်စ်နဲ့အာဒီ market အစ်စ်ကိုထိုးဖောက်ရတာဖြစ်တဲ့အတွက်အရာအားလုံးကအစ်စ်အစ်စ်အစ်စ်တွေဖြစ်နေအဲ့တော့ဒီအစ်စ်အစ်စ်အစ်စ်တွေဖြစ်နေတဲ့အတွက်ကြောင့်မို့ကျမတို့တွေအာ risk တော့ရမ်းများတယ်တေတေချာချာ market research တွေလုပ်တေတေချာချာ product development တွေလုပ်ပြီးတော့မှပဲအဲဒီဒီဈေးကွက်ကိုကျမတို့တွေဝင်သိနေပေါ့နော်နှုံးမရင်သူက risk တော့များတယ်ပေါ့ okay အဲ့တော့ကျမတို့ရဲ့ဒီကိုယ့်ရဲ့လုပ်ငန်းမှာရောင်းအားတွေတက်ချင်တယ်လို့ပြောလို့ရှိရင်ကျမတို့တွေစွန်နက်ကပြောသလိုเนาะဒီအခုလက်ရှိ ကိုယ့်ရဲ့ market မှာ ဒီ sales တွေကိုပို့တိုးအောင်လုပ်ပါအထူးသဖြင့်ကိုယ့်ရဲ့အခုလက်ရှိကင်ထားတဲ့ market ထဲမှာရှိနေတဲ့ product တွေအခုရောင်းနေတဲ့ product တွေရဲ့ရောင်းအားတွေကိုပို့ပြီးတော့တိုးတက်အောင်ကျွန်တော်တို့လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ဒါကတော့အားလုံးရှင်းပြမှာပြောခဲ့ market penetration ပိုင်းအဲ့တော့နောက်တစ်ခါတော့เนาะ new market မှာ เนาะကျမတို့တွေဒီ existing product တွေတွားရောက်တာပါအဲ့တော့ဒါကတော့ကျမတို့အစ်စ်အစ်စ်တွေကိုတွားပြီးတော့ဆွဲဆောင်ရတာဖြစ်တာဖြစ်တဲ့အတွက်အနည်းငယ်တော့ risk တော့ဒီဒီ market penetration test ဆိုင်တော့ risk နည်းနည်းများတယ်အဲသို့တော်လဲအဲကျမတို့ဒီလိုမျိုးလဲချက်ထွင်းသင့်တယ်ဥပမာကိုယ့်ရဲ့ data မှာ blow mark ကိုအဲကျမတို့ရောင်းလို့အဆင်မပြေတော့ဘူးဆိုရင်ဒီ product တွေကိုနောက် new market ကိုထပ်ချက်ရမျိုးတွေဖြစ်နိုင်တယ်အဲ့တော့နောက်တစ်ခုကတော့ဒီ existing market မှာပဲเนาะ new ဒီ product အစ်စ်တွေထက်ချက်တာပေါ့เนาะအဲ့တော့ဒါကတော့အထူးသဖြင့်ကျွန်တော်တို့ရဲ့ customer တွေက နော်ဒီကိုအခုရောင်းနေတဲ့ product တွေ UI လာတာမျိုးအဲဒါမှမဟုတ်လို့ရှိရင်ပြိုင်ဘက်တွေပေါ့ new entrant တွေဝင်လာတာ substitution တွေပေါ့အစားထိုးဝင်လာမဲ့ပစ္စည်းတွေရှိလာတာမျိုးဒီလိုအခြေအနေမျိုးမှာတော့ကျွန်တော်တို့ကဘာဖြစ်လဲဆို different products တွေကိုထပ်ပြီးတော့အစ်စ်အစ်စ်တွေထပ်ပြီးတော့လုပ်ရမယ်အဲ့ဒီလိုမှမဟုတ်ရင်ကျွန်တော်တို့ဈေးွက်ထဲကထွက်ရမှာဖြစ်တယ်နောက်ဆုံးတစ်ခုက risk အများဆုံးလို့ပြောလို့ရပေမဲ့ big risk big return လည်းဖြစ်နိုင်တဲ့ဒီ different products တွေကို different customer ကိုရောင်းရတာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ဒီဘက်မှာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ